ဟယ်လိုဝါလုံးဝမင်္ဂလာပါဖူယူနိုက်တက်ရှူကနေကြိုးစိုးပါတယ်မန်ချက်စတာယူနိုက်တက်ကတော့ပြီးခဲ့တဲ့နေ့ကလီယွန်ကိုအနိုင်ယူပြီးတော့နောက်တစ်ဆင့်တက်သွားတဲ့အပွဲအပြီးမှာ အသင်းရဲ့နံပါတ်10ရုပ်နေရာအားဖြင့်မှုအပြောင်းရွှေ့တဲ့နေပတ်တယ်လို့ပို့ပြီးတော့ကျေပြန့်လာတာတွေကျွန်တော်ရှိတယ်ပေါ့နော်ဒီနေရာမှာရှေ့ရက်ဒီမှာကျွန်တော်တို့သတင်းတွေပြောခဲ့ကြသလိုပဲဘုံမောက်တင်ရဲ့တိုက်စစ်ကစားမှဖြစ်တဲ့ဆီမန်ယူကိုမန်ချက်စတာယူနိုက်တက်ကခုတ်ဖို့အတွက်ရေပန်းအစားဆုံးအသင်းဖြစ်လာပြီဖြစ်တယ်ဆိုပြီးတော့ Sky Sport က report လုပ်ထားတယ် ကစားမောင်းကိုတော့နီးပြားဖြစ်သူအမိုရင်ကိုရိုင်းကလည်းတော်တော်လေးကိုသဘောကျမှုရှိထားပြီးတော့လာမယ့်ယာတီယူနိုက်တက်အသင်းရဲ့တိုက်စစ်အတွက်ဘယ်လိုပဲဘယ်လိုပြောမလို့ဟိုအပြောင်းလဲလုပ်ပြီးတော့တုံတုံစီမင်ညူဟာအမှန်ကန်ကောင်းနိုင်မဲ့ပလေယာမျိုးအန်ဝန်ခင်ကြားဖြစ်နိုင်မဲ့သူမျိုးလို့ယူဆထားတယ်ပေါ့နော် အာဒါအပြင်ဘုံမောင်ရဲ့ဘက်ကတော့ကစားမားဖြစ်သူတဲ့ပေါင်သန်း80နဲ့60ကြားအထိကိုအလိုရှိနေတယ်ဆိုပြီးတော့ကျွန်တော်သိရတယ် ဆိုတော့ United တို့တော့ကျွန်တော်တို့ဒီအပြောင်းအရွှေ့သတင်းတွေတက်လာတာတွေကတော့ဒါဝမ်းသာစရာပေါ့ဗျာเนาะကျွန်တော်တို့လိုအပ်နေပါတယ်ဆိုတဲ့နေရာတွေမှာအမှန်ကန်တကယ်တင့်တော်တဲ့ player တွေနဲ့သတင်းတွေတက်နေတာကတော့တကယ်ကောင်းနေပေါ့เนาะဒါပေမဲ့ဗျာအကယ်လို့ပေါ့เนาะတန်း90ပါညာသုံးမယ်ဆိုလို့ရှင်တော့မြင်ဇာဗီဆိုင်မွန်တို့လိုကစားမားတွေကိုဒါခေါ်ပလိုက်တော့ Florian Verse တို့လိုကစားမားတွေဒါခေါ်ပလိုက်တော့အသက်လည်းပိုပြီးတော့ငယ်တယ် Premier League မှာမကစားရတာပဲရှိတာဗျာသိတယ်မလားပိုကောင်းတဲ့ကစားမားတွေဗျာသိတယ်เนาะ Florian Verse တို့ဟိုဘယ်လိုပြောမလဲဇာဗီဆိုင်မွန်တို့ဆိုတာမျိုးက ဟို physical ပိုင်းရစီမံညွတ်တက်သေးကောင်းသေးလိမ့်မယ်ဒါပေမဲ့သူတို့ဟာဒီဘယ်လိုအည်သွေးမြင့်တဲ့ league တီမှာအသင်းတွေမှာကစားဖို့အတွက်တကယ်ကောင်းတဲ့ player တွေကြီးပဲရဲ့အကယ်လို့တန်း80တိစီမံညွတ်ကိုတောင်းနေတယ်ဆိုရင်ပြောတာ premier league အသင်းတွေနဲ့တခြားအသည့်လက်ရှိဘောလုံးလောကမှာတော့ manchester united ထံကနေအပြောင်းရွှေ့မှာဘယ်လိုငွေနှက်ရမလဲဆိုတာကောင်းကောင်းသဘောပေါက်ကြတဲ့အသင်းတွေများတယ်ဆိုတော့ကိုအသင်းကလည်းရှေ့ရာသီတွေကိုပြန်ကြည့်ရင်မတန်တဆလောက်ခလာဒီလောက်ခလာစာတွေကိုပြောင်းရွှေ့ကြည့်ဒီကိုအများကြီးပြီးထားတဲ့ဒါရကတွေရှိတယ်ဆိုတော့ ကိုရီတွက်ကတော့တာမန်ကစားမတယောက်ကိုတော့မှဈေးကြီးပေးပြီးတော့ခေါ်ရအောင်ပါဗောလေတိုးတော်လည်းပဲအတင်းတွက်တန်း80တီတန်ကြီးဖြိနိုင်တဲ့စီမံညူကိုခေါ်ဖို့ဆိုတာတတိထားစရာပါအနည်းပြဖြစ်သူကျွန်တော်ဒါအဲဘယ်လိုပြောမလဲအွာကတော့အမ်မိုရင်ကတော့ဟိုဒီ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 ကစားမတွေမကောက်ဘူးဗောနော်ကျွန်တော်ဒီဝူဘန်ဟန်တန်တင်းရဲ့မက်သီးယပ်ကွန်ညာတို့ဘာတို့ကိုပါဟိုစကားတွေဒီပါထည့်ပြောထားတယ်ဆိုတဲ့အခါကျတော့တတင်းကြီးကလည်းအဲ့ကစားမနဲ့နောက်ချောက်တက်နေတယ်ပေါ့နော်တန်း90လောက်ထိလည်းရှိနိုင်နေဆိုတော့ အာဒါစိတ်ဝင်စားဖို့တော့ကောင်းနေတာပေါ့လေနေတို့နံပါတ်မှာဘလူပလီယာမျိုးတွေကိုကျွန်တော်သာစားထိုးသွားနိုင်မလဲဆိုတာတော့ဒါပေမဲ့လို့ပေါ့နော်ဘုံမောက်ကစားမကကောင်းပါတယ်ကောင်းပါတယ်ဆိုတာဗျာဒါပေမဲ့ကစားမကဘလူပြောမလဲ physical တောက်နေတယောက်ချင်းကြော်ဖြတ်မှုကောင်းနေတဲ့လောက်ပဲသူရဲ့ကျွန်တော်သာဒီ number တွေကိုကြည့်မယ်ဆိုလို့ရင်အဲ့လောက်ထိအထင်ကြီးစရာမကောင်းသေးဘူးပေါ့နော်ဟိုသူရဲ့ profile ရလက်ရှိ United နဲ့အန်ဝင်ခွင့်ကြားဖြစ်တယ် United ကစားခြင်းနဲ့ပုံစံနဲ့တင့်တော်တယ်ဆိုတာလောက်ပဲကျွန်တော်ရှိတာ ကျွန်တော်ကတော့ပို့ပြီးတော့အထင်ကြီးကြရာကောင်းတဲ့ exam တွေပို့ပြီးတော့ကောင်းတဲ့ performance ပြနေတဲ့သူတွေကိုဒီလောက်ဈေးနဲ့ရနိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ detail တန်း20လောက်ပို့တုံးပြီးတော့အများကြီးပို့ကောင်းတဲ့ player တွေကိုလည်းဈေးကွက်ထဲမှာခေါ်လို့ရတယ်လို့ကျွန်တော်ယူဆတယ်။အဲကြောင့်ဘာလို့လက်ရှိမှာအတင်းရဲ့ဘက်ကတော့ဒါတရားဝင်ထိရောက်မှုတွေရှိအောင်လှုပ်ရှားမှုတွေတော့ဘာမှမလုပ်ရသေးဘူးပေါ့လေ။ဒါပေမဲ့လို့ပေါ့နော်ကျွန်တော်တို့အတင်းဘက်ကတရားတာတစ်ခုဒီနွေရာသီပြောင်းရွှေ့မှာ Nero Nebatan ကရအောင်ကိုခေါ်မှရမယ်။ အခုတော့မှကျွန်တော်တို့ကြည့်ပါလားနေရုနံပါတ်1ကစားလို့ရတဲ့ပလေယာတချို့ရှိတယ်ဒါပေမဲ့လို့ဟိုကိုလိုချင်တဲ့မြန်နှုံးမြင့်ပလေယာမျိုးတွေမဟုတ်တဲ့ခါကာနာချူလောက်ပဲကျွန်တော်အားကိုးနေရတယ်ကာနာချူတယောက်ထင်းနဲ့ပွဲရာဒီဝက်လောက်ကြီးညီမကိုကျွန်တော်ယုံကန်လာတာဆိုတော့မလွယ်ဘူးပေါ့နော်အရေးတဲမှာအာမက်တီယာလောက်ကလည်း injury ပြဿနာကကုန်ရရသွားတယ်ဆိုတော့အသင်းတွေကတပူပေါ်နှစ်ပူဆင့်လာတာမျိုးပေါ့လေအဲကြောင့်ကျွန်တော်အမြင်ကတော့အသင်းအနေနဲ့ဒီစီမင်းညူကိုခေါ်ဖို့အတွက်တင်းနေထွက်လာတာကအပေါင်းလက္ခဏာဆောင်တဲ့တင်းဆိုပြီးမဲ့လေလို့ အတင်းတွက်ဒီစားမဖြစ်သူကိုတန်း80တန်း65လမ်းတန်း60လောက်ထိတုံးမှုကတော်တော်ကြီးကိုမတန်တဆနော်ကျွန်တော်ဖြစ်လွန်းနေလို့ကျွန်တော်ထင်တယ်အဲ့လောက်ဇီနီယပူကောင်းအောင်ခေါ်လို့ရတဲ့ player တွေအများကြီးရှိတယ်ဗျာဆိုတော့ဟိုညီကူတို့ရောဘလိုဘလိုမိညာလည်းလက်ရှိစီမင်ညူကိုအမှန်ကန်ခေါ်ဖို့ကျွန်တော်ကြိုးပမ်းတင်နေလို့ကျွန်တော်ထင်ကြလာဆွေးနွေးကြပါတော့နော်ဆိုတော့နောက်ထပ်ဗီဒီယိုလေးမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ